တံမိုးတဲ့အင်ယာတွေငှားယူခွင့်ရောင်းချခွင့်တွေပြုကြောင်းအကြောင်းကြားစာအတူနဲ့လိန်လယ်မှုတွေရှိနေတယ်လို့မြို့ပြတဲ့အင်ယာဖွံ့ဖြိုးရေးဦးစီးဌာနကသတိပေးထုတ်ပြန်ပါတယ်။မြို့ပြတဲ့အင်ယာဖွံ့ဖြိုးရေးဦးစီးဌာနကလည်းအခန်းဝယ်ယူခွင့်ပြုကြောင်းအကြောင်းကြားစာကိုအတူပပြုလုပ်ပြီးအခန်းတွေလိန်လယ်ရောင်းချမှုတွေရှိတာကြောင့်ပြည်သူတွေအနေနဲ့ရောင်းမဝယ်မမဖြစ်စေဖို့တတိထားဖို့လိုအပ်ကြောင်းမြို့ပြတဲ့အင်ယာဖွံ့ဖြိုးရေးဦးစီးဌာနကအတိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။လက်တလုံးမှာဆောင်းလုပ်ရေးဝန်ကြီးဌာန မြို့ပြတဲ့အရာဖွံ့ဖြိုးရေးဦးစီးဌာနကအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့တဲ့ရိုးမရိတ်တာတန်မိုးနဲ့အရာကအခန်း884ခန်းကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ကြီးကြပ်မှုနဲ့ဝင်ငွေနေပြီးနေရေးအခက်အခဲရှိတဲ့ပြည်သူအငိမ့်ဆောင်ဝန်ထမ်းတွေနဲ့ တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းတွေကိုရောင်းချသွားဖို့နိုင်ငံပိုင်သတင်းစာတွေမှာကြေညာခဲ့ရာစုစုပေါင်းလျှောက်လွာ3000ကျော်ခန့်ရောင်းချခဲ့ရပြီးတမတ်ကာလမှာလျှောက်လွာပြည်လဲတင်ပြသူ2800ကျော်ခန့်ရှိတယ်လို့သိရပါတယ်။လျှောက်လွာတွေကိုအင်အားရောင်းချရေးကော်မတီကစီစစ်ပြီးတမတ်ထက်နဲ့ကိုင်းညီတဲ့လျှောက်လွာတွေကိုမဲစနစ်နဲ့ရွေးချယ်သွားမှာဖြစ်ပြီးမဲပေါက်သူတွေကိုဌာနကအကြောင်းကြားစာတွေပေးပို့မှာဖြစ်တယ်လို့မြို့ပြနဲ့အင်အားဖွံ့ဖြိုးရေးဦးစီးဌာနကထုတ်ပြန်ထားပါတယ်။